တငယ်ချင်းများအားလုံးမင်္ဂလာပါ Food PKK Channel မှာကြက်လဲကြိုဆိုပါရယ်ကျွန်တော်ဒီနေ့ချင်းငံဆက်ခောက်ဆွဲတုပ်လေးလာပြီးတော့တုပ်ပြတော့မှဖြစ်ပါတယ်အရန်ကိုလွယ်ကူပြီးစားလို့လည်းအရန်ကောင်းပါတယ်เนาะကြကြမယ်လို့ထင်ပါတယ်လိုက်ပြီးတော့တုပ်စားကြည့်ကြည့်ပါဦးเนาะဒီမှာခရမ်းချင်းဒီကြတော့ကျွန်တော်ဒီမှာနှစ်လုံးတော့ကျွန်တော်ဒီမှာပပပပလေးတွေပေါ့เนาะလီတာလိုက်ပါတယ်ပြီးကျွန်တော်ဒီမှာငရုတ်တီအမဲနဲ့ငရုတ်တီဈေးုံလည်းဒီနေရာမှာလီတာပါတယ်တခွားသီးပါเนาะတခွားသီးတွေလည်းကျွန်တော်ဒီမှာထည့်ပါမယ် တခွာတီလေးတွေဒီမှာလီးပြီးသွားပြီဆိုရင်ကိုဘီတော့ပါကိုဘီတော့ကိုလည်းကျွန်တော်ဒီမှာခပ်ပပါလေးလီးထားပါတယ်လီးပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာကျက်သွုံဖြူကိုအရင်ဦးဆုံးဒီမှာကြော်ပါမယ်နော်ကျက်သွုံဖြူလေးတွေအနေငယ်မမကျွတ်ကျွတ်လေးရတဲ့အထိပေါ့နော်ဒီနေရာမှာကျွန်တော်ကြော်လိုက်ပါတယ်အနေငယ်ရလာပြီးနနီရဲရဲလေးရလာပြီးဆိုလို့ရှိရင်တူဒီနေရာမှာစကားလေးနဲ့စီလေးတွေဆက်ထားပေးလိုက်ပါကြက်တူနီးတစ်ခါကျွန်တော်ကြော်ပါမယ်ကြက်တူနီးကတော့ကျွန်တော်ဒီမှာနှစ်လုံးလောက်တုံးထားပါတယ် ကျက်သွနီလေးတွေလည်းဒီမှာနီနီရေရေလေးဖြစ်လာတဲ့အထိပေါ့နော်ဒီနေရာမှာကြော်ထားပေးလိုက်ပါရပြီဆိုရင်တို့ဒီနေရာမှာဆီလေးတွေစစ်တာပေးပါနော်ပြီးကျွန်တော်ကဒီမှာပဲပြားလဲကျွန်တော်ဒီမှာကြော်ပါမယ်ပဲပြားကြတော့ခက်ချစ်ချစ်လေးကျွန်တော်ဒီမှာကြော်ပါမယ်နော်ပေပြားလေးတွေဒီမှာခက်ချွတ်လေးကြော်ပြီးပြီဆိုလို့ရှိရင်ပေပြားလေးတွေကိုအတုပ်ခက်တဲ့သေးလေးတွေပေါ့နော်ဒီညမှာတုံထားပေးလိုက်ပါပြီးရင်တော့ကျွန်တော်ဒီမှာငရုတ်စီထည့်ပါမယ်ငရုတ်စီကတော့ကျွန်တော်မြန်မာငရုတ်စီပဲကျွန်တော်တုံလိုက်ပါတယ်နော် ပြီးရင်ထန်ရဲ့အပြော့ဒီမှာထည့်ပါမယ်။ထန်ရဲ့ပြော့ကတော့ဒီမှာကျွန်တော်နှစ်ဇွန်းလောက်ထည့်ပါတယ်ပြီးရင်ရေထည့်ပါမယ်။ရေကတော့အရင်မပေးများစီပါနဲ့နော်။ကျွန်တော်ဒီမှာဒီထန်ရဲ့အပြော့ရဲ့ငရုတ်စီရဲ့ဦးဒီမှာအရင်ဆုံးကျွန်တော်တို့ကြိုလိုက်ပါမယ်။နည်းနည်းလေးပြပြအနေထားအထိပေါ့နော်ရောက်တဲ့အထိဒီနေရာမှာကြိုပေးလိုက်ပါဒီလိုမျိုးနည်းနည်းပြပြအနေထားရောက်ပြီဆိုလို့ရှိရင်ငရုတ်တီမှဲ့ရဲ့ဂျင်းရဲ့ကြက်သွုံဖြူရဲ့ကိုဒီမှာထောင်းထားတာလေးတွေကိုအားလုံးထည့်ပြီးတော့ဖြော်ပေးလိုက်ပါ ပြီးကျွန်တော်ဒီမှာခောက်ဆွဲကို ပြုတ်ပါမယ်ခောက်ဆွဲကတော့စွန်ကြီးနာပါเนาะကျွန်တော်တုံးထားပါတယ်ကိုအဆင်ပြေတဲ့ဒစိတ်တုံးတုံးပါเนาะအဆင်ပြေသလိုတုံးပါခောက်ဆွဲလေးတွေဒီနေရာမှာမပြုတ်မမအနေထားလောက်ပါเนาะသူ့ဒီနေရာမှာကျွန်တော်တို့အားလုံးရောပြီးတော့ပြုတ်ပေးပါเนาะဒီလိုမျိုးအနှဲငယ်နူးလာပြီးဆိုလို့ရှိရင်ရေလေးတွေသူ့ဒီနေရာမှာစစ်တာပေးလိုက်ပါစားပြီးတော့တုံးဖို့တော့ကျွန်တော်ဒီမှာခောက်ဆွဲထည့်ပါမယ်ပြန်ကိုဗီတော့ထည့်ပါမယ်ခရမ်းကြီးဒီဒီမှာထည့်ပါမယ်ပဲပြားလေးတွေဒီမှာထည့်ပါမယ် ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအစောကလီတာတဲ့တခွားသီးလေးတွေထည့်မယ်ချက်သွန်းအနီအဖြူကြော်ထားတာလေးတွေကိုဒီမှာထည့်ပါမယ်ထည့်ပြီးပြီဆိုရင်စီလေးမှာအနေငယ်ထည့်ပေးလိုက်ပါနော်စီချက်ပါနော်ပြီးအရသာမုတ်လေးဒီနေရာမှာအနေငယ်ထည့်ပါမယ်ပဲအချက်မုတ်မှာကျွန်တော်ဒီမှာထည့်ပါမယ်နော်ပဲချက်မုတ်ထည့်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ငံပြာရေးထည့်ပါမယ်ငံပြာရေးထည့်ပြီးပြီဆိုရင်ဆိုတော့ကျွန်တော်တို့ဖြော်ထားတဲ့ဒီငရုတ်စီကိုထည့်ပေးပါငရုတ်စီထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ တတ်မရသည်ညှစ်ထည့်ပါမယ်ချစ်ချင်းလေးစားချင်တော့တလုံးလုံးညှစ်ထည့်ပေးလိုက်ပါနော်တတ်မရသည်ညှစ်ထည့်ပြီးပြီဆိုရင်ကျွန်တော်ကဒီနေရာမှာမကြီးမဲအနှစ်မှာကျွန်တော်ထည့်ပါတယ်ထည့်ပြီးပြီဆိုရင်အားလုံးကိုရောပြီးတော့တုတ်ပြလိုက်ပါနော်အရန်ကိုစားလို့ကောင်းတဲ့ခော့ဆွဲတုတ်လေးပါနော်ကြည့်ကြမယ်လို့ထင်ပါတယ်ဒီရဗီဒီယိုလေးကိုသဘောကျပြီးကြည့်နေတန်ရင် like share လေးလုပ်ခဲ့ပေးဖို့တောက်ဆိုလိုက်ပါရစေကျွန်တော်ရဲ့ Food PKK Facebook Page မှာဟင်းချက်နေလေးတင်နာတာဖြစ်တဲ့အတွက်ဟင်းချက်စားချင်တဲ့တန်ငယ်ချင်းလေးလည်းလာရောက်လေ့လာလို့ရပါတယ်ကျွန်တော်တို့နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ် ားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်